အခုဗီဒီယိုကတော့ကျွန်တော်ဒီဂီတာပေါ့နော်ကျူနေပေါ့ကျိုးညိရလေးတစ်ချက်ပြเนาะကျိုးညိရလေးပေါ့အဲ့တော့ကျွန်တော်ဒီပထမတော့ဒီသင်တန်းပေါ့ဒီ online ဟိုမှာတော့ကျွန်တော် online class မှာတော့ဒီဂီတာကျူနေဗီဒီယိုလေးပေါ့ကျိုးညိနေဗီဒီယိုလေးတစ်ခုကတော့လုပ်ပေးခဲ့ဦးတယ်ပေါ့နော်အဲ့အခုကဒါကျွန်တော်ပြန်ပြီးတော့ဒါအစ်စ်ပြန်ပြပေါ့နော်နည်းနည်းလေးပို့ပြီးတော့ရှင်းသွားအောင်ပေါ့နော်ပြန်ပြလိုက်တာအဲ့တော့ကျွန်တော်တို့ဒီเนาะ6ကျိုးပေါ့เนาะကျွန်တော်ဒီ6ကျိုးဂီတာတွေကိုကျိုးညိမယ်ဆိုရင်ကျွန်တော်တို့ဒီကျူနေပေါ့ အဲကြောင့်အခုတီးနေတဲ့ဂျူနင်းနေအားလုံးကတော့ကျွန်တော်တို့ standard ဂျူနင်းလို့ခေါ်ပါနော် standard e ဂျူနင်းလို့ခေါ်တယ်နော်အဲ့တော့ကျွန်တော်တို့အတန်6တန်ရှိမယ်ပေါ့နော်ကျွန်တော်တို့အပေါ်ဆုံးဂျူကနေစပြီးတော့ယူမယ်ဆိုရင် e နော်6ဂျူက e 5ဂျူက a 4ဂျူက d နော်3ဂျူက g 2ဂျူက b ပြီးွားရင်ကျွန်တော်တို့တဲ့ကျွာ e ဆိုပြီးတော့เนาะ e a d g b e ဆိုပြီးတော့အတန်6တန်ပါเนาะ ရှိမှာပေါ့အဲအဲ့မှာကျွန်တော်တို့ဒီအခုခင်မှာတော့ကျွန်တော်တို့ဒီ application တွေပေါ့နော် software application တွေ ਨੇ ဒီจุนาဆိုပြီးတော့ကျွန်တော်ဖုန်းထဲမှာเนาะ download ဆွဲလိုက်เนาะအဲ iOS မှာရော Play Store မှာရှိတယ် download ဆွဲလိုက်ကျွန်တော်จุนาဆိုဆွဲလိုက်တော့အခုလည်းတော်တော်များများကျွန်တော်အဲ့လိုညှိနေကြညှိနေရတာပေါ့နော်အဲ့လိုလေးဆွဲလိုက်ရင်တော့ကျွန်တော်တို့အဲ့ဒီကျိုးအတန်လေးတွေ EATGB ဆိုတာရအောင်ညှိနိုင်ရပြီဘာမှပြဿနာမရှိဘူးเนาะညှိလို့ရတယ်เนาะအဲ့တော့ အဲ့ဒီဂျူနာလေးတွေရဲ့အဲအားနှက်ချက်ကတော့တစ်ခုပဲရှိတယ်။ဘာလဲဆိုတော့ဒီဖုန်းနဲ့ကျွန်တော်တို့ကညှိတာဖြစ်တဲ့အတွက်ဒီကောင်ကြီးကပတ်ဝန်းကျင်နွိုက်များနေညှိလို့အဆင်မပြေဘူး။နော်။အဲ့တော့ကျွန်တော်စကားတကုံးပြောလိုက်တာအတန်တန်ထက်သွားတာအစဒီဖုန်းကနေပြီးတော့မိုက်ကနေပြီးတော့အကုန်လိုက်ဖမ်းနေတာဖမ်းနေရဖြစ်တဲ့အတွက်ကျွန်တော်အသက်အဲ့လိုမျိုးစူညံနေတဲ့ချိန်တို့ဘာလို့ဆိုရင်တော့တိတ်မမှန်နိုင်ဘူးပေါ့နော်။အဲ့တော့ကျွန်တော်နည်းနည်းလေးတိတ်ဆိတ်တဲ့အခန်းလေးထဲမှာကျူးလုံမယ်ဆိုရင်တော့ပို့အဆင်ပြေနိုင်တယ်ပေါ့နော်။ဒါကတော့ကျွန်တော်ဒါဖုန်းနဲ့ဟာတော့ကျွန်တော်ထွေထွေရှင်းမပြတော့ဘူးပေါ့နော်။အဲ့တော့ ဒီအခုကတော့ကျွန်တော်တို့ဒီဖုန်းမပါပဲနဲ့ဘယ်လိုညှိမလဲပေါ့နော်အဲ့တော့ရှင်းပြရတော့ကျွန်တော်ဖုန်းလာပါပါပဲနဲ့ညှိရနေရကျွန်တော်ဒီဒီတစ်ကြိုးပေါ့နော်အတစ်ကြိုးဆံအောင်ရအောင်ညှိဖို့လိုတယ်နော်တစ်ကြိုးဆံအောင်ရအောင်ညှိဖို့လိုတယ်ဆိုတော့ရှင်းပြရတော့ဒီတစ်ကြိုးဆံအောင်ကိုကျွန်တော်တို့ဟိုနားထဲဆွဲနေဖို့ကတော့ဒါတော်တော်လေးတီးထားတဲ့လူမှပဲရမယ်ပေါ့နော်ဒါကျွန်တော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 ်တီးထားတာဒီတစ်ကြိုးဆံအမှန်အီးဆံအောင်နားထဲမဆွဲနိုင်သေးပါဘူးနော်အဲ့တော့ဒီတစ်ကြိုးဆံရဖို့ကတော့ကျွန်တော်တို့ဒီအဲ ကြံပါဗောနော်ကြံဘယ်လိုကြံလဲဆိုတော့ဒီတခြားကရတလက်ကယူလို့ရတယ်ဒါမှမဟုတ်တော့ကျွန်တော်ဒီဖုန်းကိုပဲအားကိုးမလားဗောနော်ဖုန်းကိုပဲအားကိုးမလားအဲ့လိုမျိုးလုပ်လို့ရဒါမှမဟုတ်တော့ကျွန်တော်တို့ဒီအဲကရဆိုင်ဒီမှာတော့အရင်ကတော့ဒီချိုးညိတဲ့တော့ဒီ pitch pipe လို့ခေါ်တဲ့ဟာလေးရှိတယ်ဗောနော်အဲ့လိုအတန်6တန်ပါတယ်အဲ့ကောင်လေးကဒီဝီစီလိုပုံစံလေးပြအဲ့ကောင်လေးတွေနဲ့မှုတ်လိုက်ရင်တော့အတန်6တန်ဟာလေးကိုထွက်တယ်ပေါ့နော်။အမအီတချိုးတန်ဆိုမှုတ်လိုက်ရင်တော့အီချိုးအတန်ထွက်တယ်။အဲ့လိုမျိုးလေးနဲ့တော့ညှိလို့ရတယ်နော်။ ။အကြောင်းစင်ကတော့နောက်ဟာမိုနီကာပေါ့နော်ဘာဂျာပေါ့။အဲဘာဂျာလေးဝယ်ထားတယ်။အဲဘာဂျာအတန်လေးနဲ့ကျွန်တော်ညှိတယ်။အဲ့လိုလေးတော့ပေါ့နော်။အဲ့တော့ရှင်းပြတော့ဒီတချိုးရဲ့ဒီနော်အဲ့အတန်ကိုကျွန်တော်တို့အနည်းဆက်ဆုံးရအောင်တနည်းအားနဲ့ယူရမယ်။အဲ့အတန်လေးရရင်ကျွန်တော်တို့အပေါ်ချိုးတွေကိုကျွန်တော်ဆက်ပြီးတော့ညှိလို့ရမယ်နော်။အဲ့တချိုးတန်ကိုရအောင်ပြပါပါနော်တကြိုးတောင်ရအောင်ပြပါတော့ကျွန်တော်ခုနပြောသလိုပဲဒါဖုန်းနဲ့ပဲအရင်ဆုံး join လိုက်ပါပေါ့နော် join လိုက်ပါဒီတကြိုးရဲ့ easy အောင်ယူလိုက်ပြီးကျွန်တော်တို့အပေါ်ကြိုးတွေကိုတော့ကျွန်တော်ဒီဖုန်းမပါဘဲနဲ့နော်ဒီ ကျွန်းညင်းနီးလေးနဲ့ကျွန်တော်တို့ညှိကြည့်အောင်เนาะအဲ့တော့ကျွန်တော်အပေါ်ကျိုးတွေကျွန်တော်ရှော့လိုက်မယ်เนาะဒါဆိုကျွန်တော်ကျွန်တော်ဒီတကျိုးချန်တာလေးကျွန်တဲ့ကျိုးတွေကျွန်တော်ရှော့လိုက်တယ်เนาะအဲအဲ့တန်းလေးကျွန်တော်ညှိမယ်အဲ့တော့ကျွန်တော်ဘယ်လိုစညှိမလဲဆိုတော့ကျွန်တော်ဒီနှစ်ကျိုးညှိရတော့မှာပေါ့ဒါတကျိုးကကျွန်တော်ညီဝိုင်းလိုပဲသဘောထားပါတော့เนาะညီဝိုင်းပေါ့အဲ့တော့ကျွန်တော်တို့အဲနောက်တစ်ခုရှိရဗျာအဲဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီသချင်းတစ်ပုတ်ပါ နော်တခြင်းတစ်ပုတ်မှာအီကီးနဲ့တီးထားတဲ့တခြင်းတစ်ပုတ်ကိုဖွင့်ချလိုက်ပေါ့နော်ဒန်းဆိုရက်ဒန်းဆိုအဲ့လိုအတန်ထွက်လာလိုက်ပြီအဲ့အဲ့ဒန်းဆိုရက်အတန်ကိုနားထောင်ပြီးတော့ပြီလို့လည်းရတယ်ကနော်ဒါအီကီးနဲ့တီးတဲ့တခြင်းအမှန်တော့ဖြစ်ရမှာအဲ့ဒါဆိုတော့ကီးအမှန်ထွက်လာမှာနော်အဲ့ဒါကလည်းနည်းနည်းပြောရအောင်ခက်ပါတယ်ရှင်းပြောရအောင်ဒီအခုစခုမှစပြီးတော့ဒီကြင့်မဲ့လူတွေတော့ကတော့ဒီတကြိုးတယ်ဖုန်းနဲ့ပဲယူပြီးတော့ နော်ညှိလိုက်တာကောင်းတယ်ဒါဖုန်းနဲ့ပဲအကုန်ညှိလိုက်တာပေါ့ဒါမှကျွန်တော်ကတော့ဒါညှိနီးလေးတော့ပြောပြရမှာပေါ့နော်ဒါတော့ဖုန်းမပါဘူးဆိုရင်တော့ဒါတကြိုးဆန်ကျွန်တော်ရအောင်ယူထားတယ်ပေါ့နော်ပြီးမှကျွန်တော်နှစ်ကြိုးကိုစနိုင်မယ်နှစ်ကြိုးညှိမယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့နှစ်ကြိုးရဲ့၅ခွက်ကိုကျွန်တော်တို့ဖိရမယ်နော်အဲ၅ခွက်ကအတန်နဲ့တကြိုးရဲ့လွတ်ကြိုးဆန်ကတူရမယ်နော်နှစ်ကြိုးရဲ့၅ခွက်ကအတန်နဲ့တကြိုးရဲ့လွတ်ကြိုးဆန်ကအတန်ကတူရမယ်နော်အဲ့တော့မတူသေးဘူးနော် ဲ့တော့ကျွန်တော်ကျိုးလေးနည်းနည်းတင်လာမယ်။နည်းနည်းလူသေးရတော့ထက်တင်မယ်။အော်ညီွားတဲ့ကံမှာကျွန်တော်အတန်းတန်းနဲ့လို့ထွက်လာပေါ့။မတူနန်တူနန်ပေါ့နော်အဲကျွန်တော်အဲ့လိုပြောနေကြပါပေါ့နော်။အဲ့လိုလေးထွက်လာလိမ့်မယ်နော်။ တကယ်များသွားရင်ကျွန်တော်တို့ဒီလိုထွက်သွားမယ်တူးနံပေါ့အဲတူးနံဆိုတာများသွားပေါ့အပေါ်ကျိုးကများသွားပြန်ရှော့လိုက်မယ်ဒါဆိုကျွန်တော်ညီတလောက်ဖြစ်သွားပြီနော်အားတော့ညီနော်ဒါဆိုတင်းတဲ့တစ်ကညီသွားကျွန်တော်၃ဆက်ညီမယ်နော်၃ညိုးကြတော့ဘာထူးကြလဲဆိုတော့၃ညိုးကကျွန်တော်၄ခွမှာထောက်ရတယ် သုံးကျိုးရဲ့၄ခွက်ကအတန်နှစ်ကျိုးရဲ့လွှတ်ကျိုးနဲ့တူပဲเนาะညီမဲအဲလိုသေးတယ်တူ why เนาะပြီးွားရင်ကျွန်တော်တို့အဲ့နှစ်ကိုပြန်ညှိเนาะတွတ်ကျိုးရဲ့သဘောကဒီဂီတာကီးတွေရဲ့သဘောတရားရဟိုဘယ်လိုကောတချို့ ကြီးလေးတွေအရန် smooth အရန်ဖြစ်ရင်ကျွန်တော်ကျိုးကကျိုးအစ်စ်တို့ဘာလို့ပေါ့တက်ခါသားဘာညာဆိုအဲ့လိုညှိပြရတယ်တော့ပြန်ပြန်ကြာပြန်ကြာကြာနှစ်ကျိုးပြန်ကြီးနော်အဲကျွန်တော်ကတော့နည်းနည်းကျိုးတက်ထားတာအသားကျနေပြီဆိုသိပ်မကြတော့ဘူးနော်ဒါဆိုရင်ကျွန်တော်တို့နှစ်ကျိုးမှ၅ခွက်ထောက်တယ်เนาะတစ်ကျိုးနဲ့ညှိတယ်သုံးကျိုးမှ၄ခွက်ထောက်တယ်နှစ်ကျိုးနဲ့ညှိတယ်အဲတော့နောက်နောက်ထပ်ကျွန်တော်၄ကျိုး၄ကျိုးမှတော့၅ခွက်ကိုပြန်ထောက်မယ် ုံးကျိုးနဲ့ညီညီမယ်နော်အဲ့နဲ့လိုသေးတယ်အနေပြီပေါ့ဒါဆိုရင်ကျွန်တော်2ဝါးအတန်လို့ပြောလို့ရတယ်နော်များပါတယ်အဲဒီလောက်ဒီလောက်ပြီပေါ့နော် ပြီးရင်ကျွန်တော်တို့ငါးပေါ့နော်ငါးကိုညှိမယ်ငါးကျိုးကလည်းကျွန်တော်ငါးခွက်မှထောက်မယ်လေးကျိုးအလွတ်နဲ့ညှိမယ်နော်အနေများပါတယ်ပြီးတော့6ကျိုး ခြောက်ကျိုးမှလည်းအဲ့လိုပဲကြောင်း၅ခွက်ကိုထောက်ပြီးတော့၅ကျိုးအလွန်းနဲ့ညီမယ်နော်အဲ့တော့ကြောင်းခြောက်ကျိုးနဲ့တစ်ကျိုးကအတန်တူတူပဲနော် E ပဲနိုင်နာနဲ့မြင်နာပဲကောင်းပါနော်အဲ့လိုတစ်ကျိုးရဲ့အတန်ကိုနိုင်နာလို့ပုံစံမျိုးဖမ်းလိုက်လည်းရတယ် တော့ကျွန်တော်အကျမ်းမင်းရပြီဆိုရင်ကျွန်တော်တစ်ကနေပြန်ညှိတယ်နော်တစ်ကနေပြန်ညှိတယ်နင်းညီဝါကြီးအဲ့ဒါသုံးညီဝါကြီးလေးရပြီငါးနဲ့ပြန်ညှိမယ်၆ညီဝါကြီးနော်၆နဲ့ပြန်ကြရပါတော့ ဒါဆိုအကြမ်းမင်းကျွန်တော်ညှိတာပါเนาะအကြမ်းမင်းညှိတာအဲ့တော့အဲ့အဲ့ဒီစနစ်ကတော့ကျွန်တော်ဒါအချားအာယုံနဲ့အများကြီးဆိုင်တယ်เนาะအချားအာယုံနဲ့အများကြီးဆိုင်တယ်တော့ကျွန်တော်ဒီ hearing ကောင်းမှညှိလို့ရမယ်နေပါเนาะဒါပေမဲ့ဒါကတော့ကျွန်တော်အရင်ကဒီဒီဖုန်းနေခင်မစားခင်ကတော့ဒီလိုပဲကျွန်တော်ညှိခဲ့ရတာပါအဲ့တော့ကျွန်တော်တချိုးတန်ကိုရဖို့အရေးကြီးပါเนาะတချိုးတန်တချိုးတန်ဘယ်ကယူမလဲအဲ့ဒါလေးပဲ ျွန်တော်တို့စဉ်းစားထားမှာเนาะအဲ့တော့အခုကတော့ကျွန်တော်တို့သွားနေရမှာဒါဖုန်းတွေကလည်းပါပါတယ်အတွက်ဒီတင်ကျိုးဆန်ရောက်ရလွယ်ပါတယ်เนาะ app ကလည်းထုတ်ပြီးတော့တင်ကျိုးဆန်ရှာပြီးတော့ကျန်တဲ့ကျိုးတွေတော့ကိုယ့်ဘက်ကိုအဲ့နီးလေးနဲ့တစ်ခေါက်လောက်တော့ညှင့်ကြည့်ကြပါဘောเนาะညှင့်ကြည့်လိုက်ပါเนาะအဲ့တော့နှစ်ကျိုးရဲ့ငါးခွက်သုံးကျိုးက၄ခွက်၄ကျိုးက၅ခွက်ဒါတော့မညီသေးဘူးเนาะ ငါးကျိုးက၅ခွက်၆ကျိုးက၅ခွက်ဒီကကျွန်တော်အလုံးပြီးသွားရင်တစ်ခေါက်ပါလုံမယ်ဆိုတော့ကျွန်တော်ကျိုးတွေအားလုံးကိုကျွန်တော်ဒီစက်နှစ်ခွက်ကဆွဲကင်ပြီးတော့ပေါ့နော်လိုက်ပြီးတော့အပေါ်လေးကိုတစ်ချက်ဆွဲလိုက်မယ်ပြီးသွားပြန်ညှိလိုက်နော်အကြိုင်တော့ပြန်ပြီးမညှိတော့တာတွေ့ရတယ် ်စင်ပြီးဝိုင်းပဲထားပါတော့เนาะကောလီကိုလည်းကြည့်ရအောင်